ကဲဒီတစ်ခါမှာတော့အိမ်မှာပြုတ်တဲ့ပဲပြုတ်လေးနဲ့မနှက်စာလုပ်စမ်းမယ်။ဇတော်ဘဲကလွယ်တကူရှာလို့မရလို့အဝါရောင်ပဲလုံးလေးတွေကိုတုံးထားပါတယ်။ရေနဲ့ဘေကင်းဆိုဒါတစ်စွန်းလောက်ထည့်ပြီးတော့တညရေစိမ်ထားလိုက်တယ်။ဒါကတော့တညရေစိမ်ထားတဲ့ပဲပါအညောင်ထွက်ကျင်တော့နောက်ထပ်3ရက်လောက်ထပ်ပြီးတော့အညောင်ဖောက်ပေးရပါမယ်အခုကတော့အချိန်မရလို့ဒီတိုင်းပဲပေါက်ပါပါရေစေးပြီးတော့ရေစစ်ထားမယ်ဒါက kitchen နေထဲမှာတုံးတယ်ဂျိတ်ကလုတ်အိမ်မှာအဝတ်ပပလေးရှိရင်လည်းတုံးလို့ရပါတယ်ရေစွပြီးတော့ပေါက်မဲ့အိုးထဲမှာခင်း ရေးစစ်ထားတဲ့ပဲတွေအကုန်ထည့်။တေချာလေးအုပ်ပြီးတော့ပေါင်းဖို့ပြင်ထားလိုက်မယ်။ပဲပေါင်းဖို့အရင်ဆုံးရေတအိုးကိုစူအောင်တင်။ရေစူလာပြီဆိုရင်တော့ခုနကပြင်ထားတဲ့ပဲကိုတင်ပြီးတော့ပေါင်းမယ်။တဏှာကြီးလောက်အရင်ဆုံးပေါင်းထားလိုက်မယ်။ဒီနဲ့ကြိုးကိုရေလေးနဲ့နဲ့ထည့်။ဒါကတော့မုံလုံးထညက်အမှုံမှာအိမ်မှာရိုးရိုးထညက်အလွယ်တကူရှိတယ်ဆိုလို့ရှင်နဲ့အရေးကြိုပြီးသုံးလို့ရပါတယ်။စီဒီကတော့ဒီမှာအလွယ်မရလို့မုံလုံးထညက်အမဲမှုံကိုပဲသုံးလိုက်ပါတယ်။တနအီလောက်ပေါင်းထားတဲ့ပဲလေးတွေအိလာပြီဆိုလို့ရှင်ခုနကကြိုထားတဲ့ထညက်ရည်ကိုစမ်း အရသာနှံ့ဝအောင်လို့အထက်အောက်တီချနေပြီပြီးရင်တော့အရသာလေးပို့ပြီးစိတ်ဝင်မအောင်နောက်ထပ်15မိနစ်လောက်ထပ်ပြီးတော့ပေါင်းပေးရမယ်ကြာချိန်ကတော့ပဲပေါ်မှာမူတည်ပြီးတော့အတိုးအလျှော့လုပ်လို့ရပါတယ်ပဲလေးတွေကဣသွားပြီးဆိုရင်တော့ရပါပြီစရော့ပဲမဟုတ်ပေမဲ့မြန်မာပြည်မှာစားနေကြပဲပြုတ်ရဲ့အရသာနဲ့တူပါတယ်ပဲလုံးဆိုင်ကတော့နည်းနည်းကြီးသွားတယ်အချင်းတို့လို့ဘို့ဂိုဘီကိုပပလေးကြီးနန်းနမီကိုလည်းနုံနုံစင်း မြို့သီးစိမ်းကတော့စားနေတယ်လို့ဟီးတယ်။တမယာသီးတရုံကလည်းလှီးတာစားလေးနဲ့နဲ့ထဲတမယာကြီးလည်းညှစ်တယ်။အားလုံးရုံးမွေပေးလိုက်ရင်တော့တွဲစားဖို့အချင်းတို့ကလေးရပါပြီ။ပေါင်းထားတဲ့ပေဒီရများလို့တဝက်ကိုအခုစားပြီးတဝက်ကိုအိတ်ကလေးထဲထည့်ပြီးတော့ရေကက်တက်တာရဲ့အခဲခဲနဲ့မှနောက်တစ်ခါစားဖို့တင်ထားလိုက်ပါတယ်။ပဲပြုတ်သမင်းနယ်လေးလှုပ်ဖို့သမင်းပူပူလေးကိုဇလုံးထဲကိုထည့်ပဲပြုတ်ကလေးထည့်စားလေးထည့်ပဲစီမရှိလို့တန်လွင်စီကိုတုံးထားပါဗျ အားလုံးရောမွေပြီးရတာနေတော့ပဲဆိုရင်ရပါပြီ။ပဲပြုတ်တမင်းလေးကအစင်းနေဖြစ်ပြီးဆိုတော့တွဲစားဖို့ကြောက်ကြောက်ကြံပါသေးတယ်။ကြောက်ကိုခွဲပြီးတော့အကားနဲ့အနှစ်နဲ့ခွဲ။စီပူလာရင်တော့ကျုပ်အကာတွေကိုထည့်ကျော်ကျုပ်အနှစ်ဒီဖောက်ဖွာလာပြီဆိုတော့မှအပေါ်ကနေအနှစ်ကလေးကိုတင်းစားနေမျိုးကောင်းလေးထည့်အပေါ်ရံလေးနည်းနည်းချက်သွားအောင်လို့စီပူလေးနဲ့ပတ်ပေး အောက်ခြေကကျွတ်ကျွတ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။မနက်စာပဲပြုတ်သမင်းလေးနဲ့ကြက်ဥဟင်းပွဲလေးပြင်ပါမယ်။အခုဆိုရင်တော့အိမ်ချက်ပဲပြုတ်သမင်းစီစမ်းလေးနဲ့ကြက်ဥကြော်လေးကတော့အစင်းင်းဖြစ်ပါပြီ။အိမ်မှာပြုတ်တဲ့ပဲပြုတ်လေးဆိုတော့ဓာတုဆေးဝါမပါလို့အန်ဒီရယ်လည်းกินတယ်။လုံးရတာလည်းအရန်လွယ်ကူတယ်။ချစ်တဲ့ငယ်ချင်းတို့စားပါအောင်ဘိုက်စားနေပြီဆိုတော့ဆွဲပြီးမကြက်ကြက်ဖြစ်နေတဲ့ကျုပ်အနှစ်ကလေးနဲ့ဆန်း အိုးအရသာကတော့ရှယ်ပဲပဲပြုတ်လေးရလဲအိညာပဲမြမပြင်းနဲ့ဝေးနေပြီပဲပြုတ်လွမ်းနေတဲ့ချစ်တငယ်ချင်းတွေလည်းဒီလိုလေးလက်လို့စားကြည့်လိုက်နော်ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင့်နဲ့အုပ်